အားလုံးမင်္ဂလာပါရှင်။ We Academy မှာကြိုဆိုပါရှင်။ကျမတို့အခုရက်ပိုင်းပေါ့နော်လူတွေအကုန်လုံးအရန်ပြင်ပန်းကြတယ်။မြန်မာနိုင်ငံထဲမှာဖြစ်သွားတဲ့ဒီငလင်ပေးကြောင်ပေါ့နော်လူတွေအကုန်လုံးပြင်ပန်းကြတယ်။အာကိုယ်တိုင်နဲ့ခန်းစားရတဲ့လူတွေရောပေါ့အကုန်လုံးဟာစိတ်ရောကိုယ်ရောပြင်ပန်းကြတယ်။အဲအဲ့လိုမျိုးခါမျိုးမှာပေါ့နော်။အာကျမတို့ပြန်ပြီးတော့အနားယူဖို့လိုအပ်တယ်။ ဟိုဒီမှာကိုယ်တိုင်လည်းဒီငလင်ဘေးကိုကြုံရတယ်ကိုယ့်ရဲ့မိသားစုဝင်လည်းငလင်ဖြစ်တဲ့နေရာကိုရောက်နေတဲ့ကြောင့်မို့စိတ်ဒုက္ခတွေများခဲ့ရတယ်အခုချိန်အထိပဲပေါ့နော်ခုရက်ဒီနေ့အထိပဲပေါ့နော်ငလင်အဲလှုပ်ပြီးတာတပတ်ကျော်တဲ့အထိကိုယ့်ရဲ့ကိုယ့်အိမ်မှာပေါ့နော်အိမ်ငါလှုပ်နေတယ် ါငလေးလုံနေတာလားအဲ့လိုမျိုးတွေဖြစ်နေပါဘောနော်ခေါင်းနေမူးတယ်နေလို့အဆင်မပြေဘူးနေ့တိုင်းလုံလုံငလေးလုံနေရလို့ပဲထင်နေရပါဘောနော်အရန်ကိုစိတ်ရောလူရောအော်ပင်ပန်းကြတယ်ဒီလဲဝန်းနေရကြည်ခွဲရတယ်အမျိုးအချိန်မှာကျမတို့ပြန်လဲပြီးတော့ဘောနော်အာရင်နေပြည့်အောင်လို့ဆိုရင်အိတ်ဖို့လဲလိုအပ်တယ်လို့မျိုး အနားယူဖို့လိုအပ်တယ်ဟိုအနားယူတဲ့ပုံစံနေတဲ့မှာမှာအိတ်တာဆိုရင်ဒါအစိတ်အပိုင်းတစ်ခုဖြစ်ပဲပါဝင်တယ်အဲ့တော့ကျမတို့ကျန်တဲ့အနားယူမှုပုံစံနေလဲအဲလုတ်ဖို့လိုအပ်တယ်အဲ့တော့ကျမဒီကနေ့ဗီဒီယိုမှာတော့ကျမတို့အနားယူမှုပုံစံ9မျိုးအကြောင်းကိုပြောပြချင်ပါတယ်ဒီအနားယူမှုပုံစံ9မျိုးကတော့ secret rest ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာဖြစ်ပါတယ် စာအုပ်နာမည်ပြည့်စုံသွားတော့ Secret Rest Recover Your Life Renew Your Energy Restore Your Sanity ဒီစာအုပ်ကိုရေးသားခဲ့တဲ့သူကတော့ဒေါက်တာ Sandra Delton Smith ဖြစ်တယ်။သူကဆိုရင် physician ဖြစ်တယ် researcher ဖြစ်တယ် medicine နဲ့ wellness မှာအတွေ့အကြုံနှစ်ပေါင်း20ကျော်ရှိတဲ့ physician တယောက်ဖြစ်တယ်။ burnout prevention မှာ expert တယောက်ဖြစ်တယ်။ပြီးတော့သူက chat တို့မှာဆိုရင်လည်းဒါ ဟောပြောတဲ့သူတယောက်ဖြစ်တယ်။လူတွေကောင်းကောင်းအနားယူနိုင်အောင်လို့အော်ဘလို့အနားယူရမလဲဆိုတဲ့ပတ်သက်ပြီးတော့သူကလမ်းညွှန်ပေးတယ်၊ကူညီပေးတယ်၊ညွှန်ကြားပေးတဲ့သူဖြစ်တယ်။အဲ့တော့ဒီ seven types of rest ကဆိုရင်သူရဲ့စာအုပ်ဖြစ်တဲ့သူရေးခဲ့တဲ့ secret rest စာအုပ်ထဲကနေပြီးတော့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာဆိုရင်တော့ကျွန်မဒီအာနားယူမှုပုံစံ5မျိုးနဲ့ပြီးတော့ ကျွန်တော်တို့လုပ်လို့ရတဲ့ action လေးတွေကိုလည်းပြောပြသွားမှာဖြစ်ပါတယ်။နံပါတ်1ကတော့ physical rest ကျမတို့ခန္ဓာကိုယ်အနားယူတာပေါ့နော်အဲ့တော့ဒါဆိုရင်ကျမတို့အိပ်ဆက်ခြင်းအပြင်ကိုပေါ့နော်တခြားအဲလှုပ်လို့ရတာလေးလည်းပါတယ်အဲ့တော့ကျမတို့က physical rest ဆိုရတဲ့ပေါ့နော်အိပ်တယ် အာအိတ်အိတ်လိုက်တယ်ဒါအိတ်ပြီးတော့အိတ်ချင်းရဆိုရင်နားယူခြင်းပဲဆိုပြီးတော့မှတ်ယူထားကြတယ်တကယ်တော့အိတ်ဆက်ခြင်းအဖြစ်ကိုကျမတို့ကဘာတွေလက်ပါလဲဆိုရင်ဒီလို physical rest မှာဆိုရင်ခန္ဓာကိုယ်မဆက်လောက်တာလို့ stretching လောက်တာလို့ပေါ့နော်ဒါမျိုးရဆိုရင်လည်း physical rest အခန္ဓာကိုယ်ကိုခန္ဓာကိုယ်ပိုင်းဆိုင်ရာအနားယူမှုအမျိုးပဲဖြစ်ပုံစံနေပဲဖြစ်တယ်အဲ့တော့အဓိကကတော့ကျမတို့ physical rest လို့ပြောလိုက်ရင်8တာတခုတည်းမဟုတ်ဘူး အဲဒီခန္ဓာကိုယ်မှာကြောအခြေအနေပြည်ပြည်ပြည်အောင်လုပ်တာတို့ပေါ့နော် stretching လုပ်တာတို့မဆက်အနှိတ်ခန္ဓာတို့ပေါ့နော်ဒါမျိုးတွေอ่ะဆိုရင်လည်းဒါ physical rest တွေပဲဖြစ်တယ်။ဘာတွေလုပ်လို့ရလဲဆိုရင် action plan အနေနဲ့ကိုယ့်ရဲ့အချိန်ကိုမှန်အောင်ထားပါ။တချို့က6နာရီကနေ9နာရီတွင်းအိမ်အေးဝါတယ်။ချို့လူတွေက7နာရီလောက်9နာရီ7နာရီလောက်အိမ်မှာအေးဝါတဲ့လူတွေရှိတယ်။အဲ့တော့အချိန်ကိုယ့်ရဲ့အချိန်ကိုတေချာ အဲ့အဲ့ချိန်ပြည့်အောင်လို့ပေါ့နော်အိမ်မဲအဲ့ချိန်တတ်မှတ်မဲနေညမှာပေါ့နော်ကိုအိတ်တော့အိမ်မဲမှာဒီအလန်းထားမယ်ပေါ့နော်ဘတ်တိုင်းအလန်းလေးထားမယ်ဒီချိန်ဆိုရင်ကိုကအိမ်ရဝင်မယ်ဥမာကိုက7နာရီဆိုအိမ်အိတ်တဲ့လူဆိုနေ့တိုင်းပေါ့နော်7နာရီဆိုရင်အိမ်ရဝင်မယ်အိတ်ဖို့ ready ဖြစ်နေအောင်လုပ်ထားမယ်ပေါ့နော်ဒါဆိုရင်ဒါကိုရဲ့အိတ်ချိန်မှန်အောင်လို့လုပ်ချင်းဖြစ်တယ်နေ့လည်ခင်းနေ့မှာလည်းပေါ့နော်ကိုအရင်ပင်ပန်းနေ အဲခေါင်းထောင်းနိုင်တော့ဘူးငိုက်ကြနေပြီဆိုရင်လည်းဒါနည်းနည်းပါဝါနပ်လေးယူယူလို့ရတယ်ခဏမှီးတာပေါ့နော်7မိနစ်5မိနစ်လောက်မှီးလိုက်တယ်အဲ့လိုအဲ့လိုမျိုးမှီးလိုက်တဲ့ဆိုရင်ပြန်ပြီးလန်းဆန်းလာပေါ့နော်လူက physical rest ရသွားတယ်ပြန်ပြီးလန်းဆန်းတက်ကြလာဒီလိုမျိုးနေ့ကင်းပေါ့နော်ပါဝါနပ်လေးရဆိုရင်လည်းဒါအရေးကြီးတယ်နော်တော့ကျမတို့ပေါ့နော်နည်းနည်းလေးလူခန္ဓာကိုယ်လေးကိုတတရာလေးလှုပ်ရှားမျိုးပေါ့နော်ဥပမာလမ်းလျှောက်လိုက်တာမျိုးတို့အဲယောဂလုပ်တာမျိုးလေးပေါ့ stretching လောက်တာလေးပေါ့เนาะဒါဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာကျွန်တော် muscle တွေ tension ဖြစ်နေတာတွေကပြေလျော့သွားတယ်ပေါ့เนาะဒီနည်းနဲ့လည်းကျွန်တော်တို့ physical rest ယူလို့ရတယ်အဲ့တော့ number 1 physical rest မှာဆိုရင်အဓိကကတော့ညဘက်အိတ်ချင်းအိတ်ချင်းရနေပဲပေါ့เนาะတမျိုးတွေကနေပဲဒီ physical rest ရတာမဟုတ်ဘူးကျွန်တော်ခုနပြောခဲ့တယ်ခန္ဓာကိုယ် stretching လောက်တာလေးတွေ yoga လောက်တာလေးတွေနှိပ်ခန္ဓာလေးတွေဒါ physical rest ပဲဖြစ်တယ်နံပါတ်2 rest အမျိုးအစားတော့ မန်တယ်ရက်ကျမတို့ကလေတကလေးလေးလူကလေအတွေးတွေများပြီးတော့အုံနောက်ကမနာရပေါ့နော်စိတ်ကမနာနိုင်ကိုအတွေးတွေကမရမနာဝင်နေတယ်အုံနောက်ကမနာရဘူးအဲ့ဒီ over thinking ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါဘာဘာကိုပြနေရလဲဆိုကိုယ့်ရဲ့မန်တယ်ကအနာယူဖို့လိုအပ်နေပြီဆိုတာကိုဒါလက္ခဏာပြနေရဖြစ်တယ်ပေါ့နော် sign တစ်ခုပဲဖြစ်တယ်အဲ့ဒါဆိုရင်ကိုကအဲ့လိုမျိုးဖြစ်နေလဲဆိုရင် action plan အနေနဲ့ဘာတွေလုပ်လို့ရလဲဆိုရင် every hour ပေါ့နော်တနာရီတခါထိုးတိုင်းတခါတနာရီပြည့်တိုင်းပေါ့နော်5 minute လောက် rest လုပ်တာပေါ့နော်ကိုကအလုပ်လုပ်နေရအလုပ်စပွဲမှာဆိုရင်အလုပ်စပွဲကနေခဏထားမယ် reset ပြန်လုပ်လိုက်တာပေါ့ကိုကိုကိုလေအဲ့တော့ဒါဆိုရင်လေဒါ mental rest ယူတာဖြစ်တယ်အဲ့တော့အုံနောက်ကပေါ့နော်မနာရဘူးလူအမြဲတမ်းပေါ့နော်ဒီ ကောင်းရအတွေးတွေနဲ့ပြည့်နေတဲ့မျိုးမဖြစ်အောင်လို့ဆိုရင်ကျမတို့ဘာလုပ်လို့ရလဲဆိုအစိတ်ကိုရှင်းအတွေးတွေကိုရှင်းတဲ့အနေနဲ့ကျမတို့မအိတ်ခင်ပါဘောနော်ကိုယ့်ရဲ့အတွေးတွေကိုခြာရည်လိုက်တယ်အဲ့တော့ဒီလိုမျိုးခြာရည်ခြင်းရဆိုရင်လည်းကိုယ့်ရဲ့အုံနောက်ကိုပေါ့ပါသွားစေတယ်ဒီလိုအတွေးတွေနဲ့ပေါ့နော်ပြည့်နေရဲ့မျိုးမဖြစ်တော့ဘူးကိုက overthinking မဖြစ်တော့ဘောနော်ကိုယ့်ရဲ့အတွေးတွေကိုအဲခြာပြီးတော့ရေးလိုက်ခြင်းရဆိုရင်လည်းမန်တရက်ယူတာပဲဖြစ်တယ် နောက်တော့ကျမတို့ကလေတနေ့ကို24/7အလုံးလုံးလုပ်နေလို့အဆင်မပြေဘူးပေါ့နော်ကိုယ့်ရဲ့အလုပ်ချိန်ကိုကိုကသတ်မှတ်မယ်အဲ့တော့ကိုပိုင်အလုပ်ပဲလုံးလုံးအဝင်တန်းပေါ့နော်တ мян ဝင်တန်းပဲလှုပ်လို့ကျမတို့ကအလုပ်ချိန်တစ်ခုအချိန်တစ်ခုတတ်မှတ်ပြီးတော့အဲ့ဒီအချိန်အတွင်းမှာပဲအလုပ်လုပ်တာမျိုးပေါ့နော်ဥပမာညနေအ6နာရီနောက်ပိုင်းမှာ email မစစ်တော့ဘူး အဲ email တွေမပြန်တော့ဘောเนาะဒါမျိုးဟိုကောက်ကို boundary လေးတတ်မှတ်ထားပါဘောအဲ့လိုမှမဟုတ်ဘူးဆိုရင်ချိန်ပြည့်ပေါ့เนาะကိုမှ online wifi ရှိရဲ့ internet ဖွင့်လာတယ်ဆိုအများနဲ့ဒီ notification တွေတတ်မယ် email တွေဝင်နေမယ် အာ message တွေဝင်နေမယ်ဆိုရင်ကိုကဒါတွေပဲတော်တော်ပြီးတော့လုပ်နေမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကမနာရဘူးเนาะအဲတော့စိတ်ကပင်ပန်းနေပေါ့เนาะဒါမျိုးမဖြစ်အောင်လို့ဆိုရင်ကျမတို့ mental rest ယူရတယ်အဲ့ mental rest ယူဖို့အတွက်ဆိုရင်အဲကိုယ့်ရဲ့အလုပ်ချိန်ကိုလည်းတသက်မှန်နဲ့လုပ်ပြီးတော့အလုပ်ချိန်မဟုတ်တဲ့ချိန်မှာဆိုရင်လည်းတေချာအပြည့်အဝအနားယူဖို့လိုအပ်တယ်ကို work boundary လေးတွေအဲတတ်မှတ်ထားဖို့လိုအပ်တယ်အဲ့တော့အခုပြောခဲ့တာကတော့ mental rest ကိုယ့်ရဲ့ mental ဘိုင်းကိုအနားယူဖို့လိုအပ်တယ်။နံပါတ်3ကတော့ emotional rest ကျမတို့ကလေတခါတခါကြာရင်ငါက strong strong ဖြစ်တယ်ပေါ့နော်ငါတန်ပါတယ်ငါ strong woman ငါတန်ပါတဲ့မျိုးသမီးဖြစ်ကြတော့မို့ငါကစိတ်ပြောင်းညံ့လို့မရဘူးငုံကျွေးနေလို့မရဘူးပေါ့နော်အဲ့လိုမျိုးတွေအမှတ်မှတ်ကြအမှတ်ယူကြတယ်ပေါ့နော်တကယ်တော့ကျမတို့တွေကမ okay ဘူးဆိုရင်မ okay နေဘူးဆိုတဲ့အကြောင်းကိုပြောဖို့လဲ လိုအပ်တယ်ပြဖို့လိုအပ်တယ်ပေါ့နော်အမြဲတစေငါက strong ဖြစ်တယ်ဘလိုအဖြစ်နေနေကတန်မာမယ်ဆိုတာမျိုးကြီးနေပေါ့နော်သူများတွေကဟာနင်အစင်ပြေလားဆိုဟာပြေတယ်တကယ်တော့ကိုကမပြေနေဘူးစင်မပြေနေဘူးခက်ခဲဖြစ်နေတယ်ဒုက္ခရောက်နေဒါမဲ့အာကိုကိုကိုအရန်ပေါ့နော်ဟိုကိုတကယ်ဖြစ်နေတဲ့အာ authentic ကို authentic ကိုမပြဘဲနဲ့ ဖုံးထားပေါ့ဟန်ဆောင်ထားပေါ့နော်အစဉ်ပြေနေတရားအစဉ်ပြေနေတဲ့ပုံစံမျိုးပေါင်နေနေပေါ့နော်အဲ့တော့ဒါဆိုရင်လေကျမတို့အဲ့ဒီလိုမျိုးဟိုဖြစ်နေရဆိုရင်ကျမတို့ဘာလုပ်ဖို့လိုလဲဆို emotional rest ယူဖို့လိုအပ်နေတယ်အဲ့လူတိုင်းလူတွေကအမြဲတမ်းချိန်ပြေပေါ့နော်အချိန်တိုင်းချိန်နေတိုင်းမှာအစဉ်ပြေနေတာမဟုတ်ဘူးအဲ့တော့ကိုယ်အစဉ်မပြေဘူးဆိုရင်လည်းမပြေဘူးဆိုတဲ့အကြောင်းကိုကိုကနေပြီးတော့ပြဖို့လိုတာ ကိုကဘောနော်ကိုကိုကိုငါကဘယ်တော့မှအဲပြောညံ့တဲ့အမျိုးသမီးမဟုတ်ဘူးအဲငါဘယ်တော့မှပြောညံ့တဲ့ယောက်ျားမဟုတ်ဘူးဆိုပြီးတော့တင်းခံထားတဲ့ကိုရဲ့အစ်စင်မောင်မဖော်ပြဘူးဆိုရင်အဲ့အချိန်ညာကျွန်တော်တို့က emotion နဲ့မှအရန်အရန်ကိုပင်ပန်းရပါဘောနော် emotionally exhausted ဖြစ်တာပေါ့နော်အရန်ပြန်မရတယ်အဲ့တော့အဲ့လိုမျိုးတွေဆိုရင်ဒါကျမတို့ emotional rest ယူဖို့လိုအပ်တယ်ကိုယ့်ရဲ့ feeling တွေကိုထုတ်ဖော်ဖို့ပြသဖို့လိုအပ်တယ် အဲ့တော့ emotional rest ကိုလုပ်ဖို့ဆိုရင် action plan အနေနဲ့ဆိုရင်ကျမတို့က be authentic ဖြစ်ရမယ်ကိုယ့်ရဲ့အစ်စ်အမှန်ကိုဖော်ထုတ်ပြရမယ်အဲ့ခါမှဆိုရင် ကိုယ့်ရဲ့ feeling မျိုးမျိုးသိထားမယ့်အစားကိုစိတ်ချရတယ်ယုံကြည်ရတယ်ကိုယ့်ရဲ့မိသားစုဝင်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့အာမိတ်ဆွေတငယ်ချင်းဆရာသမားတွေကိုကိုယ့်ရဲ့ feeling မျိုးပြောပြရမယ်ပေါ့နော်ကိုကဘယ်လိုခံစားနေရတယ်အခုချိန်မှဆိုရင်ကိုဘယ်လိုဖြစ်နေလဲအဲ့လိုမျိုးကိုယ့်ရဲ့ feeling နေ emotion တွေကိုကိုယုံကြည်ရတဲ့သူတွေစိတ်ချရတဲ့သူတွေစီမှာယဉ်ဖွင့်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျမတို့အဲ့လိုမျိုးယဉ်ဖွင့်လိုက်တဲ့အခါမှာလေကိုယ့်ရဲ့ခံစားရတာတွေကတက်တာပါတယ်ဒါကလူတိုင်းကြုံမှုမဲ့ထင်ပါတယ်ကိုမျိုးတိတ်ထားတာတွေများတယ်ဆိုရင် emotion နဲ့စိတ်အဆင်မပြေတော့ဘောနော် emotion နဲ့ uh rest deficit ဖြစ်နေပေါ့နော်အဲ့ဒီခါမျိုးဆိုရင်ကိုယ့်ရဲ့ feeling မျိုးမျိုးတိတ်တာမဲ့စာကိုယုံကြည်ရဲ့လူစီမှာဖွင့်ထုတ်ပြမယ် ရင်ဖွင့်မယ်ပေါ့နော်အဲကိုကိုဘလို့ဖြစ်နေလဲဆိုတာကိုဖော်ပြမယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်လည်းအဲကို ဖြစ်နေတဲ့ခံစားချက်တွေကိုကိုက journaling ချရည်တာမျိုးပေါ့နော်အဲ့ဒါခါကြနေကိုကို judge မလုပ်ဘူးပေါ့နော်ဟာနေရာပြောင်းညံ့လိုက်တာအာဒါလေးတော့နေမခံနိုင်ဘူးဆိုပြီးကိုကိုကိုတွေအဖြစ်တင်တာတွေ judge လုပ်တာတွေမလုပ်ဘဲနဲ့ပေါ့နော်ကို emotion ခံစားတဲ့အတိုင်းဝမ်းနေဝမ်းနေတယ်အားငယ်နေအားငယ်နေတယ်ပေါ့နော်အဲ့လိုမျိုးကိုရဲ့ခံစားချက်တွေကိုကိုချပြီးတော့ရေးမယ်ကိုကိုကိုပေါ့နော်ဟုတ်အဲ့ဒီခံစားချက်ခံစားရတဲ့အတိုင်းပဲ ကြမ်းနဲ့ရေးလိုက်တာမျိုးပေါ့နော်စကလုံးနေနဲ့ကိုကကိုချရေးလိုက်တာအဲတရားရုပ်ကိုဖွင့်ပြောတယ်ဖွင့်ပြောတာကဒါနီးတစ်ခုဖြစ်တယ်ဒီလိုမျိုး ကိုခန်းစားချက်တွေကိုချပြီးတော့ရေးလိုက်တာလည်းဒါနီးတစ်ခုပဲပေါ့နော်ကိုရဲ့ခန်းစားချက်တွေကိုဟိုဖွင့်ထုတ်လိုက်တာပဲအဲအဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာဆိုရင်ကိုကအဓိကကကိုကိုပြန်ပြီးတော့ပေါ့နော် အပြစ်မမြင်ဘူးလိုအပ်တယ် ဟာငါပြောလိုက်တာငါတော့လူပြောပဲဆိုတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေမတတ်မဖို့လိုအပ်တယ်ကိုခံစားမှုခံစားမှုအတိုင်းပဲဖွင့်ထုတ်ပြီးတော့ရေးချလိုက်တာမျိုးလောက်ရမှာဖြစ်တယ်နောက်တနည်းကတော့ကျမတို့တွေကိုယ့်ရဲ့ energy ကို drain လုပ်တာတွေလူတွေကနေပြီးရှောင်တာပေါ့နော်အဲဘယ်လိုပြောရမလဲဆိုကိုကအဲငါတော့ခုပေါ့နော်အဲငါအရန်အားငယ်တယ်ငါ ဝမ်းနေနေအဲ့လိုမျိုးပေါ့နော်ဖြစ်နေတဲ့အချိန်မှာကိုကအဲ့လိုကိုဖြစ်တဲ့အချောင်းကိုရဲ့ emotion တာပြောလဲဟာနင်ကလည်းဒီလိုမျိုးဖြစ်နေလားနင်ပြုံးလိုက်တာနင်နင်ပြုံးညံ့လိုက်တာနင်ကမတန်ပါဘူးဒီလိုမျိုးပေါ့နော်ပြောမဲ့သူတွေနဲ့ပေါ့နော်ရှောင်နေတာပေါ့သူတို့နဲ့မတွေ့ဘူးသူတို့နဲ့အချိန်နေမကုံဆုံးပေါ့နော်ကိုယ့်ရဲ့အချိန်နေအဲ့ဒါကတော့ emotion နဲ့ rest အကြောင်းဖြစ်တယ်နံပါတ်၄ကတော့ spiritual rest တခါလေကျရင်ကျမတို့ကလေကိုယ့်ဘဝမှာကိုယ် လောက်တာတွေလည်းအဆင်ပြေရဲ့လုပ်ငန်းကိန်းကန်းနေအဆင်ပြေတယ်လူကလုချင်တာတွေဖြစ်မြောက်တယ်ပေါ့နော်အဲ့လိုအချိန်တွေမျိုးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဖြစ်ပြင်မယ်စိတ်ထဲမှာလေ feeling empty ဖြစ်နေပေါ့နော်ဟာငါဘွားကြီးကအာဘာမှလည်းအတိတ်ပဲမရှိသလိုပဲပေါ့နော်အတိတ်ပဲမရှိသလိုမျိုးပေါ့နော်ခံစားရတာမျိုးတွေဖြစ်နေပြီဆိုရင်ဒါ spiritual rest ယူဖို့လိုအပ်တယ် respiratory rest ယူဖို့ဆိုရင် action plan နေနဲ့မပါလို့ရလဲဆိုရင်ကျမတို့ကိုယုံကြည်ရာဘာသာ alike ပေါ့နော် အကိုကိုကိုွယ်တဲ့ဘာသာလိုက်ပေါ့နော်ဖရာစာရေးရွတ်တာတို့အဖရာရှိကိုတာတို့မျိုးတွေနောက်တရားထိုင်တာမျိုးတွေပေါ့နော်စသဖြင့်ကိုရဲ့စိတ် ကိုပြန်ပြီးတော့ reconnect ပြန်လုပ်ရတယ်တနည်းကို9မိနစ်10မိနစ်လောက်ပေါ့နော်ကိုကိုပြန်ပြီးတော့ကို self reflection ပြန်လုပ်တယ်ကိုဘဝကိုပြန်ပြီးတော့လေ့လာသုံးသပ်တယ်ဒီလိုမျိုး ကိုယုံကြည်ရာကိုကိုွယ်ရာဘာသာလျှောက်ပေါ့နော်ဘာသာလျှောက် အဖျားရှိကိုရာတို့ရွတ်ဖတ်တာတို့ပူဇော်တာတို့တွေအဲလုတ်တယ်ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုပြန်ပြီးတော့ reconnect ပြန်ပြီးတော့လုပ်မယ်အဲ့လိုမျိုးအခြေအနေမျိုးမှဆိုရင်တော့ကိုယ့်ဘဝရာအထိပယ်မရှိတော့ဘူးလို့ခံစားနေရပြီဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ကျမတို့တကယ့်ကိုဒီအထိပယ်ပြည့်ပြည့်ဝရယ်ပေါ့နော်အာလုပ်ငန်းတွေကိုလှုပ်ဆောင်လို့ရဥမာ volunteer လောက်တာမျိုးလို့ပေါ့နော်စေနာဝန်ထမ်းနေနေပေါ့နော်ကလေးတွေရှိတဲ့ဂီဟာတို့မိဘမဲ့ဂီဟာတို့ နောက်တက်ကြီးရွယ်ဦးတွေရှိတယ်ဘူပွားရိတ်သားတို့ပေါ့နော်စသဖြင့်အဲ့နေရာတွေမှာသွားပြီးတော့ volunteer လုပ်တာမျိုးတို့ဒါမှမဟုတ်ရင်လည်းဟိုငယ်တဲ့သူတွေကိုပြန်ပြီးတော့ဗောနော်လမ်းညွန်ပြတ်တာပြေးတာမျိုးမန်တာရင်းလောက်တာမျိုးဗောနော်အဲ့လိုမျိုးဘောကမှာအထိပယ်ရှိတဲ့ activity လေးတွေလှုပ်ဆောင်ချက်လေးတွေကိုလှုပ်ဆောင်လို့ရတယ်တနေ့တမှာဗောတေးစံအချိန်လေးတတ်မှတ်ပြီးတော့ကိုတယောက်တည်းဗောနော်ကိုတယောက်တည်းကိုဟာကိုအခဏအချိန်ယူပြီးတော့ဗောနော်ကို ကိုဘဝကိုပြန်ပြီးတော့သုံးသက်တာပေါ့နော်ကိုကိုပြန်ရှာဖွေတာအဲ့တော့ကိုကအဲဘယ်လိုမျိုးလူမျိုးလဲကိုကဘာတွေလုပ်တဲ့အမျိုးဆိုရင်ကိုရဲ့အဲဘဝအတိတ်ပဲရှိရလို့အဲခံစားရလဲစသည်ဖြစ်ပေါ့နော် reflection ပြန်လုပ်ပြန်လုပ်ရမယ်အဲ့တော့ဒါကတော့ spiritual rest spiritual နဲ့ပတ်သက်ပြီးတော့အနားယူမှုလုပ်ဖို့လိုအပ်တယ်နံပါတ်5ကတော့ social rest social red ဆိုတော့ကျမတို့လေလူတွေနဲ့တွေ့ရတယ်လူတွေနဲ့ဆက်ဆံရတယ်ပြောဆိုရတယ်ပြုံးနေရတယ်ပြဿနာတွေဖြေရှင်းအဲ့ဒါတွေကလည်းလေကျမတို့ကို ပင်ပန်းစေတယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေတယ်ပေါ့နော် social event တွေတွားရတယ်ဒါတွေဆိုရင်ကျမတို့ဟိုစိတ်ကိုပင်ပန်းသွားစေတယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးတွေဖြစ်လာပြီဆိုရင်ကျမတို့ဘာလုပ်ရမလဲဆိုတော့ social rest လုပ်ရအောင်ပေါ့နော် social rest လုပ်တယ်ဆိုတာပေါ့နော်လူတွေနဲ့မတွေ့တော့ဘူးလူတွေနဲ့ဟိုရှောင်နေတာမျိုးပြောချင်တာမဟုတ်ဘူးကိုယ့်ကို reach လုပ်ပေးနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ energy ကိုပြန်ပြီးပြေးဝအောင်လုပ်ပေးနိုင်တဲ့သူတွေနဲ့တွေ့ဆုံမယ် right people တွေနဲ့ပဲတွေ့တယ်။ကိုကိုကိုရဲ့ energy ကို drain လုပ်မဲ့သူတွေနဲ့မတွေ့တာပေါ့နော်။ရှောင်ကျင်တာမျိုးပေါ့နော်။အဲ့လိုမျိုးလုပ်ချင်းနဲ့လဲကျမတို့ social rest ယူလို့ရတယ်။အဲ့တော့ action plan အနေနဲ့ဆိုရင်ကိုကိုစိတ်အားတက်ကြွစေမဲ့သူတွေနဲ့တွေ့ဆုံတဲ့အချိန် တွေသူတို့နဲ့ပုံကုံဆုံးတဲ့ကိုစီကနေပြီးတော့ energy ကို drain လုပ်မဲ့သူတွေနဲ့ပေါ့နော်ကိုရဲ့စိတ်နှလုံးတွေညှိုးနှွမ်းအောင်ချုံချုံကြအောင်လုပ်မဲ့သူတွေနဲ့ ရှောင်နဲ့သူတို့နဲ့မတွေ့ဘူးပေါ့နော်သူတို့နဲ့အချိန်နဲ့မကုံဆုံးဘူးနောက်လှုပ်လို့ရတဲ့အရှင်တခုကတော့တနေ့တောင်မှပေါ့နော်အချိန်မိနစ်30လောက်ယူပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ recheck လုပ်တာပေါ့နော်နန်းနားနေနေနေမယ်ကိုယ့်ကိုယ်ကိုတတောင်တတာနေပြီးတော့ပြန်ပြီးတော့ recheck လုပ်တယ်တကယ်လို့ကိုကအထီးကျန်နေလို့ခံစားရတယ်ဆိုရင်လေကိုယ်နဲ့စိတ်တူကိုတူတဲ့လူတွေနဲ့ပေါ့နော် like minded community ကိုတွားမယ်အဲ့မှာ အဲ့လိုမျိုးလူတွေနဲ့တွေ့ဆုံပြီးတော့ကိုယ်နဲ့စိတ်တူကိုယ်တူနဲ့လူတွေနဲ့တွေ့ဆုံမယ်ကိုယ့်ကိုအဲစိတ်ခွန်အားတွေပေးနိုင်တဲ့သူတွေနဲ့တွေ့ဆုံမယ်ဒါကတော့ social rest ဖြစ်တယ်နံပါတ်6ကတော့ sensory rest ဒီခေတ်မှာလေကျမတို့အကုန်လုံးကလေ smartphone တွေရှိတယ်လူတိုင်းမှာ smartphone ရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျမတို့ဒီဒီ smartphone တွေဒီ device တွေအနေနဲ့ပေါ့နော်ဒီ notification တွေနဲ့အာအတန်တွေနဲ့ကျမတို့ရဲ့ sense တွေကလေ uh, over stimulated ဖြစ်နေပါဘောเนาะအဲအဲ့အားတွေကဆိုရင်လည်းကျမတို့လေအဲ exhausted ဖြစ်စရာပေါ့เนาะစိတ်တွေပင်ပန်းရတယ်အအမြဲတမ်းပေါ့เนาะဟာပါလဲဟာဆိုပြီးတော့เนาะကိုယ်စိတ်ကနားနားနေတာမရှိဘူးပေါ့เนาะကိုယ့်ရဲ့ sense တွေအမြဲတမ်းအဟာပါလဲပေါ့เนาะအဲ့လိုမျိုးဖြစ်ဖြစ်နေရပေါ့တခုခုအတန်ကြာလာတင်းဆိုတာ ਨੇ အ notify တက်တာ ਨੇ ဘာလဲပေါ့เนาะ ဲ့လိုမျိုးတွေဖြစ်နေ။အဲ့တော့အခုဆိုရင်ပို့ဆိုပေါ့နော်ဒီငလေးလှုပ်ပြီးတဲ့နောက်မှာဆိုရင် marasense တွေပို့ပြီးတော့ over stimulated ဖြစ်တယ်ပေါ့အဲ့လိုမျိုးတွေဖြစ်နေတယ်အဲ့တော့ဒါလူတိုင်းနေပါပေါ့နော်ဟိုတည်င်းတခုဟိုလူတီတက်လာနေဟာပါလဲငလင်းတည်င်းလာပေါ့နော်ဒီလိုမျိုးတွေပေါ့အခုအခုကာလကြတော့လေအဲဒါမှမဟုတ်တခြားဘယ်နှမဘာဖြစ်နေလဲပေါ့နော်အေးပေါ်လာအချိန်နေလာဆိုပြီးတော့ပေါ့နော်ကျမတို့တွေအဲ့လိုမျိုးတွေဖြစ်နေအဲ့လိုမျိုးဖြစ်နေခါကြတော့လူကနားရတယ်လို့မရှိဘူးပေါ့နော် ကိုကဒါခဏကိုကညောင်းလို့ဒါခဏအဲလဲနေနေတော့နော်ကိုရဲ့ sense တွေကကိုရဲ့ဒီအကြာအကြာအာယုံအမြင်အာယုံခံစားမှုတွေကဆိုရင်နားမနေဘူးခံစားမှုကတိနေပဲလို့အခြေအနေမျိုးဖြစ်နေဆိုရင်တော့ကျမတို့ရဲ့ sensory ကို rest ယူဖို့လိုပြီပေါ့နော်နားယူဖို့လိုအပ်ပြီဒါအရန်ကိုလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့ဘာလို့လုပ်လို့ရလဲအရှင်ပလန်အနေနဲ့ဆိုရင် digital detox လုပ်ရမယ်အသုံးပြုတာတွေကိုဟိုအချိန်ကန့်တက်ပြီးတော့သုံးတင်တယ်အဲ့တော့အဓိကအိမ်ရမဝင်ခင်ပေါ့နော်အိမ်ရမဝင်ခင်မှာ screen time ကို short ချမယ်ဥပမာကိုက10နာရီအိမ်ရဝင်နေဆိုအိမ်ရမဝင်ခင်အဲဒီ10နာရီမထိုးခင်ရှိ10နာရီလောက်ထဲက2နာရီလောက်ထဲကဒီ screen တွေကိုဟိုပိတ်ပိတ်ပြင်မယ်အဲ social media တွေကိုမကြည့်တော့ဘူးပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျမတို့ဟိုအိတ်ဖို့ခတ်တယ်မအိတ်နိုင်ဘူးပေါ့နော်လူက အဲ့လိုမျိုးတွေဖြစ်နေအဲ့တော့ကျမတို့တွေ digital detox လုပ်ဖို့လိုအပ်တယ်အချိန်တစ်ခုပဲအချိန်လေးတတ်မှတ်ပြီးတော့ပဲ social media ကိုကြည့်မယ်သတင်းတွေကိုကြည့်မယ်အချိန်ပြည့်အိတ်တဲ့အထိကြည့်မယ်ဆိုရင်တော့ကျမတို့တွေဒါအဆင်ပြေမှာမဟုတ်တော့ဘူးဒါကြောင့်မို့ digital detox လုပ်ဖို့လိုအပ်တယ်နောက်ကိုယ့်ရဲ့အဲနေရာမှာဆိုလဲပေါ့နော်အတန်အတန်နေအဲစုံညာနာတွေကိုမရှိအောင်လို့လုပ်မယ်လင်းထိန်နေအောင်မထားဘူးပေါ့နော် ဲ့တော့ဒီလိုမျိုးအလင်းနေရာလဲလင်းထိန်နေမယ်အာအတန်တွေကလဲကျဲလောင်းနေမယ်ဆိုရင်ကျမတို့ရဲ့ sensory ကလဲ rest လုပ်နိုင်မှာမဟုတ်ဘူးเนาะအနားယူနိုင်မှာမဟုတ်ဘူးနောက်တစ်ခုကကျတော့ကျမတို့လေဒီ screen နေနဲ့ပဲပေါ့เนาะ screen နေဝဲကြည့်နေမယ်ဒီလိုအာ screen တိုင်းနေပဲအရင်များနေဆိုရင်ကျမတို့ဘာလုပ်လို့ရလဲဆိုရင်အပြင်ထွက်မယ်ကိုခြံရှင်းခြံနေဆင်းမယ်ပေါ့เนาะတိပင်းဝပင်းနာသွားပြီးတော့ကျမတို့တွေ နေမယ်အပင်လေးတွေစိုက်တာရူရီလောင်းတာတို့ပေါင်းတင်တာတို့လုပ်မယ်အာဒါမှမဟုတ်ပန်းချင်နေပါလေတွားမယ်အဲ့လိုမျိုးပေါ့နော်ဒီစခရင်တွေကနေပြီးတော့ပေါ့နော်ဝေးတဲ့နေရာကိုတွားပြီးတော့တဘာဝနဲ့တွားပြီးထိတွေ့မယ်ပြီး reset ပြန်လုပ်ရတယ်အဲ့လိုမလုပ်ဘူးဆိုရင်တော့ကျမတို့တွေပို့ပြီးတော့ပေါ့နော်လူကဘန်းနောက်ဖြစ်လာမယ်အမြဲတမ်းပင်ပန်းနေမယ်နိုတီတက်တာနဲ့ကြည်နေမယ် အဲစိတ်နှလုံးမချမ်းသာတဲ့အကြောင်းအရာတွေကိုပဲအမြဲတမ်းပေါ့နော်တနေ့လုံးနီးပါးကြည့်နေဆိုရင်ဒါကျမတို့အယမ်းကိုပေါ့နော်လူဟာခန္ဓာကိုယ်ရောစိတ်ကောခန္ဓာရောပေါ့နော်ပင်မန်းနွမ်းလျာပြီးတော့ရည်ရှိမှဆိုရင်တော့ဒါဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်တယ်ဒါကြောင့်မို့ sensory rest လေယူဖို့လိုအပ်တယ်နောက်ဆုံးနံပါတ်9ကတော့ creative rest ကျမတို့လေတခါတခါကြာရင်လေစာရေးမယ်ဆိုပြီးတော့ထိုင်လိုက်တယ် ဘာမှအုံနောက်တည်းထွက်မလာဘူးအုံနောက်ကျရင် stack ဖြစ်သွားပေါ့နော်ဘာမှထွက်မလာအဲ့လိုမျိုးဖြစ်နေဆိုတော့ဒါကျွန်တော်တို့ creative rest ယူဖို့လိုပြီးဆိုတော့လက္ခဏာကိုပြနေရပဲပေါ့နော်အဲ့လိုမျိုးအချိန်မျိုးဆိုရင်ကျွန်တော်တို့ relax လုပ်လိုက်ပေါ့နော်တနည်းနည်းနဲ့ကိုကြိုက်နေတဲ့အနေတစ်ခုခုနဲ့ relax လုပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီအတွေးရလဲပေါ့နော်တကယ်ကောင်းတဲ့ idea တွေထွက်လာတယ်ဒါကြောင့်မို့ဟိုတစ်ခါတလေကြာရင်လည်းဒီလို creative rest ယူဖို့လိုအပ်တယ် တော့ action plan အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီခဏလေး break ယူလိုက်ပျော်စရာကောင်းတာလေးတွေလုပ်ကြည့်ပေါ့နော်ကိုပျော်တဲ့အရာလေးတွေလုပ်ပေါ့ကိုကအဥပမာရေကူးတာသဘောကျတယ်ဆိုလည်းရေသွားကူပေါ့နော်အဲစက်တောင်ရိုက်တာသဘောကျတယ်ဆိုလည်းစက်တောင်ရိုက်ပေါ့ပကြီဆွဲရအောင်ဝါသနာပါတယ်ပကြီဆွဲတာကြိုက်တယ်ဆိုလည်းပကြီဆွဲတာမျိုးပေါ့နော်တကယ် fan activity လေးတွေပြောင်းပြီးတော့လုပ်ကြည့်ရပေါ့နော် ကိုတကယ်လုံနေရတဲ့အာနေပြီးခဏလေးထွက်ပြီးတော့ခဏလေး break ယူပြီးတော့ကိုကြိုက်နေတတ်တဲ့ຢာလေးတွေ activity တွေကိုပြောင်းပြီးတော့လုပ်ကြည့်ရမယ်လုပ်ကြည့်ပါနောက်တစ်ခုကကြာရင်ကျမတို့ဒီကိုယ့် environment ကိုပြောင်းကြည့်လိုက်တာဥမာကိုအလုတ်ကနေအလုတ်စပွဲကနေခဏထားမယ် channel စင်းမယ်ကိုရဲ့ပတ်ဝန်းကျင်လေးကိုပြောင်းလိုက်တာပေါ့နော်ကိုအလုတ်ခန်းထဲကနေပြီးတော့အပြင်ထွက်မယ်အာဒါမို့ရင်ဟိုတခြားတနေရာတစ်ခုခုပေါ့နော်သွားလိုက်တာမျိုး ကော်ဖီဆိုင်လေးသွားထိုင်လိုက်တာမျိုးပေါ့နော်ဒါမှမဟုတ်လည်းအလှပြင်ဆိုင်သွားလိုက်တာမျိုးပေါ့ဒါမှမဟုတ်လည်း channel စေးပြီးတော့လမ်းလျှောက်တာမျိုးပန်းချန်နဲ့သွားတာမျိုးပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ environment ကိုချိန်လိုက်မယ်ပြီးကိုယ့်ရဲ့စိတ်ကိုလည်းပေါ့နော် feel free ပေါ့နော်လွတ်ထားပြီးလိုက်ဒီခါလေးကျရင်ကျမတို့ကဟိုအရင်နေပေါ့နော်ဟာငါဒါလောက်ရမယ်ဒီချိန်မှာဒါလောက်ရမယ်အခုဘလောက်လဲနေ့လဲရောက်ပြီနေ့လဲမှငါအဲဒီစာရေးဖို့ရှိတယ်။အဲငါဘာလုပ်ဖို့ရှိတယ်ပေါ့နော်။အဲ့လိုမျိုးတွေအမြဲတမ်းလုပ်လုပ်နေရင် ကိုယ့်ရဲ့ idea တွေမထွက်တော့ဘူးဆိုရင်ကျမတို့တစ်ခါလေးကြာရင် relax အနေနဲ့ပေါ့နော်ခဏလေးတက်တောင်းတက်တက်လှဲခြင်းလှဲနေမယ်အဲ့လိုမျိုးနေပြီးလိုက်ပဲဆိုရင်ကျမတို့ရဲ့ခေါင်းထဲကနေပြီးတော့အဲတွေးခေါ်ကောင်းနေလဲထွက်လာတယ်အဲ့လိုမျိုးဟိုကိုယ့်ရဲ့စိတ်လေးကိုပေါ့နော်ခဏလှုပ်ပေးလိုက်တယ်အဲ့လိုမျိုးဆိုရင်ကိုကောင်းထဲမှာလဲကြည်သွားပြီးတော့တွေးခေါ်ကောင်းနေလဲထွက်လာတယ်အဲ့တော့ဒါဆိုရင်ဒါ creative rest ယူခြင်းဖြစ်တယ် ဲ့တော့အခုကျွန်မဒီဗီဒီယိုမှာပြောသွားတာတော့ rest 9မျိုးပေါ့နော်အနားယူမှု9မျိုးအကြောင်းဖြစ်တယ်။အဲ့တော့ဒီအနားယူမှု9မျိုးမှာဆိုရင်ပေါ့နော်ကိုကဘယ်လို အနားယူမှုမျိုးလိုအပ်နေလဲဆိုတာကိုကိုကကိုပြန်ပြီးတော့သုံးသပ်ကြည့်ပေါ့နော်။အခုကျွန်မဆိုရင်တော့တကယ်ကိုအနားယူမှုလိုအပ်နေလဲဆိုရင်ကျွန်မအတွက်ဆိုရင်တော့ sensory rest ဒီ note တွေတည်င်းနေတာပေါ့နော်။ကျွန်မအရန်ကိုအခုရက်ပိုင်းပေါ့နော်။တပတ်ကျော်လောက်ထီကိုအရန်ကိုအဲ့ဒါလေးနေပေါ့နော်ကျွန်မ ဟိုနစ်မျောနေတာပေါ့နော်အဲဒီတည်င်းနေဖတ်တယ်တည်င်းနေကြည်တယ်စိတ်တွေမကောင်းဖြစ်တယ်ဝမ်းနေရတယ်ကြည်ခွဲရတယ်ဒါတွေနဲ့ပေါ့နော်အလုံးလေလိုက်ပြီးတော့ကိုယ့်အကိုယ်လည်းတော့ကားရင်းများအဲ့လိုမျိုးတွေနေပေါ့နော်ကျွန်မဖြစ်နေကျွန်မရဲ့ဒီ sensory sense ကပေါ့နော်အများရန်အအလတ်ဖြစ်နေ over stimulated ဖြစ်နေပေါ့နော်အအဲ့လိုမျိုးတွေဖြစ်နေတဲ့အခါကျတော့နေရတာအဆင်မပြေဘူးအဆင်မပြေနေဘူးပေါ့နော် အဲ့လိုမျိုးဖြစ်တော့တခုဆိုရင်အာဒီ screen တိုင်းတွေကိုကျွန်မ show ချတယ်အာဒီတည်င်းတွေကိုအချိန်တစ်ခုပဲပေါ့နော်အာဖတ်လိုက်တယ်အာအတကအိတ်ခန်းကြီးတွေမှာပေါ့နော်ဒီဟာတွေဒီတည်င်းတွေကိုသွားပြီးတော့ဖတ်လိုက်တယ်ဆိုရင်အိတ်ဖို့အတွက်လည်းခက်ခဲသွားတယ်ပေါ့နော်အဲ့တော့ဒီဒီ digital detox လုပ်ဖို့ လိုအပ်တာပေါ့ digital detox လုပ်ဖို့လိုအပ်တဲ့ screen time တွေကို short ချဖို့လိုအပ်တယ်အဲ့တော့ကျွန်မအနေနဲ့ဆိုတော့ဒီ sensory rest လုပ်ဖို့ဟာတကယ်ကိုလိုအပ်တယ်အဲဒီ video ကြည့်နေတဲ့သူတွေလည်းပေါ့နော်ကိုကအခုအချိန်နေမှာဆိုရင်ဘလို့အနာယူမှုမျိုးကို တကယ်လိုအပ်နေလဲဆိုတာကိုသိရှိသွားပြီလို့မျှော်လင့်ပါတယ်ကျွန်မလည်းအဲဒီရက်တွေမှာတော်တော်လေးစိတ်ကောလူရောပေါ့နော်နေလို့တိတ်မကောင်းဘူး အဗီဒီယိုတွေရိုက်တာကိုလည်းရက်ထားတယ်ပေါ့နော်ဒီကနေ့တော့ကျွန်မဒီအကြောင်းအရာလေးကိုပေါ့နော်ဖတ်မိတဲ့အတွက်ကြောင့်လေ့လာမိတဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ channel ကိုကြည့်ရှုနေတဲ့သူတွေလည်းပေါ့နော်အကျိုးရှိမယ်လို့ယုံကြည်တဲ့အတွက်ကြောင့်မို့ကျွန်မဒီဗီဒီယိုလေးကိုရရခြင်း ဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင်လည်း like လုပ်ခဲ့ပါဒီဗီဒီယိုကို ကိုယ့်ရဲ့တငယ်ချင်း မိတ်ဆွေတွေစီကိုလည်း share လုပ်ပေးပါ။ကျမရဲ့ ji channel ကနေပြီးတော့ခုလိုမျိုးအကျိုးရှိစေမယ့် video တွေကိုလည်းပုံမှန်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျမ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ခဲ့ပေးပါ။ကျမရဲ့ video ကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါရှင်။မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးဘေးရန်ပေါင်းကင်းဝေးကြပါစေ။တရားချမ်းမြေရဲ့နေ့ရက်တွေကိုလည်းပိုင်ဆိုင်ကြပါစေ။ thank you